ထိုင်းနိုင်ငံမှာအလုံးလုံးရင်အလောက်ကအပြန်ယထကျိတ်ခံလိုက်ရတဲ့မြန်မာအမျိုးသမီးလေးမက်ဖြူဖြူပရဒမယာရှိမက်ဖြူဖြူကတော့ထိုင်းနိုင်ငံမဟာချိုင်းဒေသစမုတ်ဆာခွန်ကျေးရွာမှာနေထိုင်ပြီးအလုံးလုံးကိုင်နေတဲ့မြန်မာအမျိုးသမီးတူပေါင်းမေလ31ရက်နေ့မနက်ပိုင်းမှာတော့မက်ဖြူဖြူတရားကိုညဆိုင်ဆင်းပြီးအလောက်ကအပြန်ယထကျိတ်ခံရပြီးတေဆုံသွားခဲ့တဲ့သတင်းကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ် မတ်ဖြူဖြူတို့လိုမြန်မာနိုင်ငံလုံသား၈ယောက်လောက်ကိုတင်ဆောင်လာတဲ့ကားတစ်စီးကရထားလာနေတဲ့တန်လန်းကိုလွတ်အောင်မဲ့အထင်းနဲ့အရဲစွန့်ပြီးဖျက်ကိုးခဲ့တာပေါ့ကားကရထားနဲ့လွတ်သွားပေမဲ့ကားနောက်ကလူတွေကကြောက်လန့်တကြားဆင်ပြေးကြတာကြောင့်ချော်လဲပြီးကြံနေခဲ့တဲ့မတ်ဖြူဖြူကဆင်မကောင်းစွာနဲ့ပဲရထားချိန်ခံလိုက်ရတာဖြစ်ပါတယ်တချို့ကလည်းမတ်ဖြူဖြူတို့ကကားပေါ်ကဆင်ပြေးကြတာမဟုတ်ပဲကားဘရိတ်ဆောင်းလိုက်လို့အချိန်လွန်ပြီးပြုတ်ကျကုန်တာဖြစ်မယ်လို့မှတ်ချက်ပေးနေကြတာပေါ့ ကာသမအနေနဲ့လည်းရထားလာနေတာကိုတိတိကျကျနဲ့အရေးစွန့်ပြီးဖြတ်မမောင်းသင့်ဘူးလို့မှတ်ချက်တွေပေးနေကြပါတယ်။နီးစက်ရသတင်းတွေအရမက်ဖြူဖြူရဲ့ခန္ဓာကိုယ်ကနှစ်ပိုင်းပြက်လို့နေနေဖြစ်သွားပြီးအဲ့ဒီနေရာမှာရင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။မက်ဖြူဖြူကမွန်ပြည်နယ်သူတယောက်လို့သိရပြီးသူမရဲ့မိသားစုဝင်တွေအနေနဲ့လည်းဒီသတင်းစိုးကြီးကိုကြားပြီးအတော်လေးစိတ်ထိခိုက်သွားကြမှာပါ။မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအဆင်မပြေမှုတွေကြောင့်အိန္ဒိချင်းထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေရသူတွေဖြစ်လို့မိသားစုနဲ့လည်းတကွဲတပြားစီဖြစ်နေမှာပါ။မတ်ဖြူဖြူရဲ့ရုပ်အလောင်းကိုတော့ထိုင်းနိုင်ငံကတာဝန်ရှိသူတွေကအခင်းဖြစ် စ်ပြီးပြီးချင်းတဲဆောင်သွားပြီပဲဖြစ်ပါတယ်။ကံကြောင်းမလှပဲအဖြစ်ဆိုးနဲ့ရင်ဆိုင်လိုက်ရတဲ့မတ်ဖြစ်ဖြစ်လဲကောင်းရပုံပွားရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။